်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖားကတ်မှာတိုက်ပွဲဆက်ပြင်းထန်မြေပြင်စစ်ကြောင်းအထိနာလို့စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပါကံမြို့နယ်မလန်းကြီးရွာမှာစစ်ကောင်စီနဲ့ KIA PDF တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးဒီနေ့အော်တိုဘာလ10ရက်မနက်ပိုင်းမှာစစ်ကောင်စီကဝိုင်းတွဲလျရင်နဲ့ဖုံးကျဲပြီးလေကြောင်းကကင်းထောင်းနေပါတယ်။မနက်9နာရီခွဲလောက်ကစပြီးပတ်ပြန်နေတာ အဲ့ဒီနောက်ပိုင်းမလန်းရွာဘက်ကိုဘုံတွေတော်တော်ကျဲသွားတယ်။၈နိုင်နောက်ပိုင်းနောက်ထပ်တစ်စီးရောက်လာသေးတယ်။ကင်းထောက်နေပုံပဲလို့ဖားကန့်ဒီတာကန့်တအူကပြောပါတယ်။နမဖြစ်ကျေးရွာအုပ်စုမှာပါတဲ့မလန်းကျေးရွာမှာစစ်ကောင်စီနဲ့ KIA KPD ရဲ့ပူးပေါင်းတပ်တိုက်ပွဲတွေဖြစ်နေပြီးမနေ့ကအော်တိုဘာလ9ရက်နေ့နေ့လယ်12နာရီခန့်မှာလေစစ်ကောင်စီကချက်ဖိုက်တာနဲ့ဘုံချဲခဲ့ပါတယ်။မလန်းကစစ်ကောင်စီစစ်ကြောင်းရှိတဲ့နေရာကနေ KIA ရှိတဲ့စိုင်းတောင်ဘက်ကိုသွားလို့ရတယ်။စစ်ကောင်စီတပ်ကစိုင်းတောင်ကိုတည်ကျင်းတော့ KIA ကဖိတ်တိုက်နေတော့ စစ်တပ်ဘက်မှလည်းတော်တော်တည်ထားတဲ့ကြားတယ်။ဒါကြောင့်လေကြောင်းဆက်တိုက်သုံးလာလို့ဒေသခံတရင်ချင်းမြက်ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူး။စိုင်းတောင်ကြီးရွာဟာပြီးခဲ့တဲ့2024ခုနှစ်တည်းက KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။အင်အားတထောင်ကျော်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဇွန်လဆန်းနဲ့ဩဂုတ်လဆန်းမှာဖားကန့်ကိုအတုပ်လိုက်ဝင်ရောက်လာပြီး KIA, KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာပါ။စစ်ကောင်စီစစ်ကြောင်းတွေဟာဖားကန့်ဖြူဟာလုံခင်းမိုင်းချက်ဆက်ယုံတို့အပြင် မော်ဝမ်းလီမော်ဝမ်းကြီးမော်မောင်းလျံအမိုက်ပုံ တောင်ပြိုရှရော့ခါမော်တောင်စမ်းကျွဲနဲ့ယူမာကြီးရွာတို့မှာရှိနေပြီးလက်ရှိမှာတော့စိုင်းတောင်ကျွာဘက်ကိုစစ်ကြောင်းထုတ်ဖို့ကြိုးစားနေတာပါ။ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အပြေးအဝထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့စစ်ကောင်စီကဖားကန့်မြို့နယ်အတွင်းလူ9ယောက်ထပ်ပို့ပြီးစုပေးတာတွေမလုပ်ဖို့နဲ့ည10နာရီကနေမနက်4နာရီအထိအပြစ်မထွက်ဖို့ထုတ်ပြန်ထားပါတယ်။ KIA ကတော့ဒေသခံစီရေးသတိပြုနေထိုင်ကြဖို့မကြာခဏသတိပေးနေပါတယ်။စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးအနေရဲ့အပြင် မြေပြင်စစ်ကြောင်းအန္တရာယ်ကိုပါအထူးသတိပြုကြဖို့ KIA တန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကသတိပေးထားပါတယ်။လက်ရှိမှာဖားကန့်အပြင်ပမော်နဲ့ဝိုင်းမော်မှလည်းစစ်ကောင်စီနဲ့ KIA ဖူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများနေတယ်လို့သတင်းရရှိပါတယ်။ဆက်လက်ပြီးပမော်မြို့တွင်ရှိစစ်တပ်တပ်ဆွဲထားသော905ခုတပ်မတွေကို KIA ဖူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတံပြန်ထိုးစစ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်တပ်ကတပ်ဆွဲထားသောနေရ၅ခုထပ်မံတွေကို KIA ပူးပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတံပြန်ထိုးစစ်ဆင်မှုများလှုံ့ဆော်လျက်ရှိကြောင်း KIA ရှီတန်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘာလ၈ရက်နေ့နဲ့အော်တိုဘာလ၉ရက်နေ့တို့တွင်စစ်တပ်ကနေရယူထားသောဗမော်မြို့တွင်နေရအချို့ကို KIA ပူးပေါင်းတပ်များကတကြောပြန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတံပြန်ထိုးစစ်ဆင်လာနိုင်ကြောင်းသိရပါရယ်။ခါလာရ၄၈နာကကာကင်းစခန်းတွေကိုသိမ်းနေနောက်ပြီးတော့နှစ်မိုင်နဲ့အရှိတာစီကောက်ခွင့်အနားမှာရှိတဲ့ စစ်တပ်ကခြေခုပ်ကင်းစခန်း၃ခုကိုပါသိမ်းပါတယ်။စစ်ခွေးသေးစင်းနဲ့လက်နက်ခရံတွေသိမ်းစီရရှိတာရှိတယ်။သူတို့ဘက်ကပြန်ဆုတ်သွားတယ်။ဗမော်မာကကိုဘက်ကပြန်တိုးလိုက်၊သူ့ဘက်ကစုတ်လိုက်၊သူ့ဘက်ကပြန်တိုးလိုက်၊ကိုဘက်ကနောက်ပြန်စုတ်လိုက်ဖြစ်နေတယ်။အခုကတော့တံပြန်ထိုးစစ်သဘောမျိုးကိုဘက်ကပြန်ဆတာဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကဗမော်မြို့တွင်နေ့တိုင်းတိုက်ပွဲဖြစ်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှီးပညာမြင့်ကျုံများဖြင့်အ धिक အာယုတိုက်ခိုက်နေကြောင်းမြေပြင်တွင်မူ KIA တပ်များကပြန်လည်စိုးမိုးထားနိုင်ရေးဂျိုးပန်းလျက်ရှိကြောင်းသတင်းဌာနကထုတ်ဖော်ပြောဆိုပါရယ်စစ်တပ်ကဗမော်မြို့ကိုအသာစီစိုးမိုးနိုင်ပြီဟုဝါဒဖြန့်သတင်းများကိုထုတ်ပြန်လျက်ရှိတော်လဲလက်တွေ့တွင်စာကာခ21ထဲတွင်သာစစ်တပ်ကအခြေပြု၍ခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်း ဗမော်တမျိုးလုံးအတိုင်းအတာဖြင့်တော်လန်ရေးတပ်များကစုမှုထားနိုင်ကြောင်းတော်လန်ရေးရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလမှစတင်ပြီး KIA ပူးပေါင်းတပ်များကဆင်နွှဲလာခြင်းဖြစ်ပြီးယခုအခါ17လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်ဆက်လက်ပြီး AA ထိုးစစ်စင်တိုက်ခိုက်မှုကြောင့် Fighter စခန်းကုန်းမှစစ်သားများလက်နက်များကိုစွန့်ပစ်ကာဂစင်ကလျာဆုတ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မကွေးတိုင်းငဖဲမြို့နယ်ဗဒံမြို့အနီးရှိနရိတ်ကန်တောင်ပေါ်တွင်တရှိသည့်အကြံဖတ်စစ်တပ်၏လေကြောင်းညံကားခွဲရေးပြူဟာကုန်း၏အားထားရသည့် fighter စခန်းကုန်းကိုအရကတက်တော် AA ဦးဆောင်သောတော်လရေးပူပေါင်းတပ်ဖွဲ့များကရှမန်ဒီကထိုးစစ်ဆင်တိုက်ခိုက်ရာစစ်သားများမှလက်နက်ကြီးများကိုသာမကလက်နက်ငယ်များကိုပါဆုံးပြစ်ကာကိုလိုရှုံပြီးကစင်ကလေးထွက်ပြေးဆုတ်ခွာသွားကြောင်းသိရပါသည်စည်ရတဲ့ရင်မြင့်တဲ့ဦးကဒီစခန်းကုန်းကနာမည်ကြီးဘုံမှုအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစခန်းကုန်းလို့နာမည်ကြီးစခန်းကုန်းပေါင်း ဘာကြောင့်လဲတော့မသိဘူးစစ်သားတွေလက်နက်တွေကိုစွန့်ပစ်ပြီးထွက်ပြေးသွားတော့အဲ့ဒီစခန်းကုန်းကိုအချိန်တိုတိုနဲ့အပြတ်သက်ချိန်မုံသိမ်းပိုက်လိုက်တယ်ဟုပြောပါတယ်အေအေအိုးဆောင်တဲ့တော်လိုင်းရေးမဟာမိတ်တပ်ဖွဲ့များမှဝင်ရောက်စီးနှင်းတိုက်ခိုက်မှုအတွင်စစ်သား၄၀ထက်မနည်းသေဆုံးကအများအပြားမှဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုချန်ထားကအကုန်ထွက်ပြေးသွားသည်ဟုဆိုပါတယ်နေရီကန်တောင်ရှိလေးချောင်းညံကောက်ွက်ရေးပြူဟာကုန်းရဲ့အာကူအားထားရတဲ့ဖိုက်တာစခန်းကုန်းဆိုတော့လက်နက်ကြီးတွေပါဆင်ထားတာအကုန်ရလိုက်တယ်။ ဒီလိုများများလှူဖို့လိုတယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ်၎င်းစက္ကန့်တွင်စစ်ကောင်စီအင်အား100ကျော်ရှိပြီး drone sniper လက်နက်ကြီးအမျိုးအစားအများအပြားတပ်ဆင်ထားသော fighter စက္ကန့်ကုန်တစ်ခုဖြစ်ပါရယ်အရကတက်တော်ပူပေါင်းတော်လည်ရေးတက်များကလက်နက်ခရမ်းများကိုသိမ်းဆီးပြီးစက္ကန့်ကုန်တစ်ခုလုံးကိုပါအပြည့်အပိုင်ထိန်းချုပ်ထားသည်သူတို့ကထိုင်ရန်ရတဲ့သူတွေပါအကုန် တောင်အောက်ကိုဆင်းပြေးသွားတယ်လက်နက်တွေကိုယူမသွားဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ပဲတနေ့ရရကိုအကုန်ထွက်ပြေးသွားပြီထင်တယ်ဟုအမိမဖော်လို့သူဒေသခံတရင်ကြီးမြတ်တအူးကပြောဆိုပါတယ်အနီးအနားရှိဆင်းပြုံးရွာစစ်စခန်းကိုလက်နက်ခဲရနဲ့တက်နောက်ဆုပ်ရိပ်ရတော့လေထို့သောနောက်မဆုပ်ပဲလက်နက်ခဲရများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တက်ကိုမပြန်လို့ပဲတခြားနေရာများသို့ခွဲပြေးကြပုံရသည်ဟုဆိုပါတယ် စစ်သားတွေကစိတ်ဓာတ်တွေအယံချနေပြီးသူတို့ဘက်ကအထီးကအကြဆုံနေတိုင်းရှိနေတယ်လို့ထိုက်ပွဲတွေလည်းနေတိုင်းဖြစ်နေတော့ထမင်းတွေလည်းငတ်ပုံရတယ်။အခုသူတို့လက်နက်တွေကိုစွန့်ပြီးထွက်သွားကြတာဆိုတော့လုံးဝစစ်မတိုက်ချင်တဲ့သဘောမျိုးလို့ပြောလို့ရပါတယ်ဟုပြောပါတယ်။စစ်ကောင်စီတင်အင်အားထောင်နေရှိသောပြည်သူစစ်တင်းနန်းစင်ခါစစစ်သားများအားရှေ့တန်းပို့ပြီးထိုးစစ်စင်ရကနေအံပဒန်ရိုးတောင်လန်းတွင်ပြည်သူစစ်များမှအကြဆုံများပြီးဘဝပြက်ခါပြန်လည်မဲ့အနေထားသို့ရောက်ရှိသွားခဲ့သည်ဟုဆိုပါတယ်။ လေကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ထိုးစစ်ကိုအရှိန်ဟုန်မြင့်ခဲ့သောအကြံဖတ်တက်မတော်သည့် AA နှင့်ဒေါ်လာရေးတပ်ဖွဲ့များ၏တံပြန်ထိုးစစ်စဉ်တိုက်ခိုက်မှုကြောင့်နောက်ပိုင်းတွင်ခံစစ်အနေထားသို့ကျရောက်သွားခဲ့ကကပ္ပစာဆက်လီဇင်ပြွန်စုံကုံအမြောက်ကြီးတပ်တို့တွင်အင်အားများဖြည့်တင်းကလုံခြုံရေးတိုးမြင့်ထားသည်ဟုသိရပါသည်ဆလပီလေသာတောင်ကိုဖျက်ကျော်ရန်ကြိုးစားနေသည့်စစ်ကော်မရှင်တပ်တက်လန့်ချပြီးနောက်ရောင်ခြေထောက်တွင်တပ်အသစ်ပြင်ပြီးစောင့်ဆိုင်နေဆဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ပကိုးအနောက်ချမ်းပထောင်တက်နယ်လေသာတောင်ကိုပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်တက်လန်ကြပြီးနောက်မြောင်ချေတောက်တွင်တက်အသည့်ပြင်ဆင်နေကြကြောင်းစစ်ရေးတရင်ရင့်မြစ်ထံမှသိရပါတယ်စစ်ကော်မရှင်နဲ့အာရခတ်တပ်တော် AA တို့သည်ပြီးခဲ့သည့်အောက်တိုဘာ6ရက်နေ့9ရက်နေ့များတွင်လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်ကော်မရှင်ကအထိနာကအလောင်းများပြန်ဆွဲပြီးတက်ဆုတ်ပြေးရကြောင်းသိရပါတယ် စစ်တပ်ကလေးချောင်းပစ်ကူမပါရင်စစ်ကိုနိုင်အောင်မတိုင်နိုင်မတိုက်ရင်မတိုက်ဝမတိုက်တတ်တဲ့အခြေအနေဆိုတာပေါ်လွင်ထင်ရှားနေတယ်။ကာပါစာတက်တွေပါသွားမှတုံလုံးခြောက်ချနေရပြီဟုတက်မတော်သားစီရီယံဖို့ကြီးစင်ယောကသတင်းဌာနကိုတုံ့သက်ပြောဆိုပါရယ်။လေးသားတောင်တကျော်ကိုဒရုန်းနဲ့လက်နက်ကြီးဖြစ်အားသုံးပြီးဖြတ်ကျော်ရန်ကြိုးစားခဲ့သည့်စစ်ကော်မရှင်တပ်မှသေဆုံးမှုများပြခဲ့သည့်အတွက်ညောင်ကျိုးနှင့်ညောင်ခြေထောက်ဝန်းကျင်ရှိလူမှုကူညီရေးကားများပါသုံးပြီးအလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများကိုပြန်လည်တဲဆောင်ရကြောင်းသိရပါရယ်။ ထိုစစ်အင်အားအလုံးမဖြစ်သည့်စစ်ကော်မရှင်ကလက်နက်ပစ္စည်းထုတ်လို့ရေးစက်ရုံများကိုကောက်ွက်ရန်ရန်ကုန်အခြေစိုက်တရင်များမှထုတ်ထုတ်အင်အားများနှင့်စာကာခ18လက်အောက်ခံတရင်များကိုအသုံးပြုပြီးညောင်ချီတောက်တက်နယ်တွင်အင်အားဖြည့်ကာတက်အသည့်ပြင်ဆင်သည့်အနေအထားများပြုလုပ်ထားကြောင်းသိရပါသည်လက်လွတ်ဆုံရှုံးလိုက်ရသည့်ညောင်ချိုးစက်ခန်းဘက်ကိုလေရင်ပစ်ကူမပါဘဲစစ်ကြောင်းထုတ်၍မရသည့်စစ်ကော်မရှင်ကဒရုန်းနှင့်လက်နက်ကြီးပစ်ကူဖြင့်ပရောင်းတောင်ကုတ်တကြောကိုပါစစ်ကြောင်းထုတ်ရန်ပြင်ဆင်လာတော့လေထိခိုက်တိုက်စုံမှုများစွာဖြင့်တက်ဆုပ်ပေးနေကြောင်းသိရပါသည် စစ်ကော်မရှင်သည်ကာကွယ်ရေးဖြစ်စည်းစက်ရုံများဖြစ်သည့်ကာပါစာ6ကာပါစာ9ကာပါစာ16တို့ကိုကာကွယ်ရန်အပြင်းအထန်ကြိုးစားနေရပြီးဆင်လန်ရွာနာအနီးတစ်ဝိုက်တွင်ပါလက်နက်ကြီးစခန်းများတိစောက်ထားကြောင်းသိရပါသည်စစ်ကော်မရှင်ခြေကုပ်ယူထားတဲ့ဆင်လန်ရွာစခန်းသည်အေအေပူပေါင်းတံများသိမ်းပိုက်ထားသည့်အလေးထားတောင်မြောင်ကျိုးစခန်းတို့နှင့်လေးမိုင်ခန့်သာကွာဝေးသည် စစ်ကော်မရှင်ကစကခ19လောက်ခန်ခမရ984ခမရ985ခမရ989ခမရ969ခမရ920ခလာရ295တို့ကိုရက်ခိုင်ဘက်ကိုရက်ခိုင်မကွေရက်ခိုင်အေယဝီအဆက်တိုက်ပွဲများတို့ပို့ဆောင်ထားပြီးစစ်မှုထမ်းတင်နန်းစင်တပ်သားများအဖြစ်ပါအင်အားဖြည့်ထားကြောင်းသိရပါတယ်။ဇမိုင်းတရင်တိစက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချက်မိကြပါစေရှင်။